ကြောင့် Google Pixel Phone တွေကိုကင်ရရလဲအဓိကအကြောင်းအရာတော့သုံးချက်ရှိပါတယ်ဒီကအရင်ရိုးရှင်းတဲ့ pure android experience ရဲ့ computational camera ရဲ့နောက်ပြီးတော့သူ့မှာပါတဲ့ AI feature တွေရောက်လာ။ So Pixel 9ရောဒီချက်သုံးချက်လုံးနဲ့ကိုက်ညီမှု share လောက်ဆိုကျွန်တော် review လုပ်ပြီးတော့မှာပါ။အရင်ဦးဆုံးသူ့ရဲ့ phone quality နဲ့ design တွေကိုပြောအောင် စ်စက်နိုင်မှာစ်စက်နိုင် series မှာပါတယ်ကင်မရာဗိုက်ဆာမှာပါတော့ဘူးအဲ့ဒီအတွက်ကြောင့်မို့လို့ main series နဲ့ a series နဲ့အားကြည့်လိုက်တာနဲ့လုံးဝကိုကွဲပြားခြားနားသွားပြီကင်မရာဗိုက်ဆာမပါတော့တဲ့အတွက်သူ့ရဲ့ကြောပြန်လုံးဝ flat ဖြစ်သွားတယ်ဆိုတော့ဒါကိုကြိုက်တဲ့လူတွေလည်းရှိမယ်မကြိုက်တဲ့သူတွေလည်းရှိမယ်ကျွန်တော်အမြင်မှာတော့လုံးဝကို minimalist ဖြစ်သွားတယ်လို့ခံစားရတယ် camera bag အထူးကြီးနဲ့ဖုန်းတွေမကြိုက်တဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့သူ့ရဲ့တဆန်သဘောကျကျင်စရာလေးပါပဲ။ဘေးပေါင်လေးရာ iPhone လိုပဲ polish လုပ်ပေးထားတယ်။ကမ်းကချော့ချော့မွတ်မွတ်နဲ့ store bag ကတော့ plastic store bag ပါ။ဒါပေမဲ့ရုပ်ရည်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ glass လိုထင်ရနိုင်တယ်။ဒါပေမဲ့ခောက်ကြည့်ရင်တော့ဒါ plastic မှန်တိကြပါရယ်။အဖြူရောင်မှာတော့အရန်လက်ဝေးရမထင်ပေမဲ့မဲအောင် color မှာတော့လက်ဝေးရတော်တော်လေးထင်အောင်တွေ့ရတယ်။ကမ်းကြီးရသလောက် hand feel ကတော့တော်တော်လေးကိုမိုက်ပါရယ်။ အရင် 7A 8A တော့ကသူ့မှာ6.1 inch display ပဲသုံးပေးထားပါမယ်။အခု 9A မှာတော့နည်းနည်းလေးပိုကြီးတဲ့6.3 inch display သုံးပေးထားပါတယ်။ AMOLED တော့ AMOLED ပဲဒါပေမဲ့ plastic နဲ့ AMOLED ပါ။အရင် A series တဲ့နည်းနည်းပို bright ဖြစ်တဲ့ display ကိုသုံးပေးထားတယ်။ 120Hz refresh rate နဲ့ပါ။ဒါပေမဲ့ out of the box က 60Hz ဖြစ်နေတဲ့အတွက်ကိုယ့်ဘာသာကိုယ်စတဲ့နဲ့ဝင်ပြီးတော့ပြောင်းပေးရပါလိမ့်မယ်။သုံးရတာတော့ 120Hz ဖြစ်တဲ့အတွက် smooth ဖြစ်ပေမဲ့သူ့မှာသုံးပေးထားတဲ့ AMOLED က plastic AMOLED ဖြစ်တဲ့အတွက်ချို့နေရာလေးမှာနည်းနည်းလေး grainy နေရာလေးတွေတွေ့ရလိမ့်မယ်။ resolution နဲ့ pixel density ကတော့ pixel 9နဲ့အတူတူပါပဲနောက်ပြီးတော့မှန်ရဲ့ production တွေကတခြား phone တွေမှာ gorilla glass vitas တွေပါတယ်သုံးနေတဲ့အချိန်မှာသူ့မှာတော့ corning gorilla glass 3ကိုပဲသုံးဝင်ထားပါတယ်နောက်ပြီးတော့မပြောလဲသတိထားမိကြမဲ့အရာကတော့သူ့ရဲ့ two bay နေတဲ့ bezel တွေပါတခြားတွေအတွက်တော့ဒါ deep break ဖြစ်နိုင်ပေမဲ့သုံးနာကြာလာတဲ့အမျှတော့သူ့ကလည်းသူ့အသားကြတော့မှာပါသူ့ရဲ့ optical under display fingerprint ကအရင် a series ထက်တော့တိတိကျကျယူမြန်လာပါတယ် IP rating ကအရင် A series တော့67ဒါပေမဲ့သူ့မှာတော့68ဖြစ်သွားပါပြီ Google ရဲ့ Tensor G4 ကတခြား chipset တွေဖြစ်တဲ့ Snapdragon လို့ Apex A series တို့တော့ powerful မဖြစ်ပေမဲ့ daily usage နေနဲ့ AI dust တွေတော့ကောင်းကောင်းမှန်တယ်လုပ်နိုင်ပါတယ် gaming မိုင်းမှာအများကြီးမျောလင်းလို့မရအောင်ဆိုပေမဲ့တချို့ triple a game တွေကို high graphic high frame rate နဲ့ဆော့လို့ရပါသေးတယ်။ Google ရဲ့ chipset ကို AI test တွေအတွက်တည်ထောင် ကစတန်လုပ်ပြီးထုတ်ထားဖြစ်တဲ့အတွက် AI test တွေဖြစ်တဲ့ Gemini လို့နောက်ပြီးတော့ဒီ photo editing ပိုင်းတွေမှာတော့လုံးဝအထင်ကောင်းရှိမယ်နဲ့ run လို့ရတယ်။ AI test တွေဖြစ်တဲ့ Gemini Live တို့ Subject to Search တို့မှာ chart phone တွေထက်တော့ပို့ပြီးတော့တွက်တယ်ပစ9ရဲ့ဟာလေပစ9 series တိုင်းပဲ Android Sport ကို9နှစ်တိတိရမှာပါအဲ့ဒီ9နှစ်အတွင်းမှာပစ drop ကနေပြီးတော့လာတိုင်းလာတိုင်းကို feature အသစ်တွေရနေမှာပါ update အသစ်တစ်ခုအတွက်တခြား phone တွေလိုမျိုးနှစ်ပေါင်စောင့်နေကြရမလို့လာတိုင်းမှာနေမဲ့ကိုက feature အသစ်တွေကိုသုံးလို့ရနေမှာပါ pure android ရဲ့အဓိကအားသာရဲ့အချက်ကတခြား phone တွေလိုမျိုးမလိုအပ်တဲ့ ပိုစားတာ bloware တွေမပါဘူးတချို့ stable အလုံးတွေလိုမျိုး system app တွေမှာမလိုအပ်တဲ့အာရုံနောက်စရာကောင်းတဲ့ app တွေမြင်ရတာမျိုးသူ့မှာမရှိပါဘူး UI က clean ဖြစ်တဲ့ animation လေးတွေက smooth တယ်နောက်ပြီးတော့ Android 60ရဲ့ material expressive 3ကလည်းအရင်အထက် customization မှာပိုပြီးတော့ကောင်းလာတော့မှာပါကင်မရာတွေမှာဆိုရင်လည်းတခြား phone တွေမှာမပါတဲ့ magic editor magic eraser best take နဲ့ app ဒီ side feature လေးတွေက camera experience ကိုပိုပြီးတော့ fan ဖြစ်စေတယ် A series ရဲ့ထုံးစံတိုင်းမှာ dual camera setup နဲ့လာတယ်အဲတခုရှိတာကအရင် A series ဖြစ်တဲ့ပစ္စည်း 8K မှာ ာတော့64 megapixel သုံးပြီးတော့အခုဒီ pixel 9မှာတော့အနည်းငယ်ပိုသေးတယ်48 megapixel lens ကိုပြောင်းပြီးသုံးထားတယ်။အဲဒါကြောင့်မို့လို့လေသူ့ရဲ့ jaw ကလုံးဝ flat ဖြစ်သွားတာပါ။ ပစ်စယ်ဖုန်းရဲ့ကင်မရာတော့သူ့ရဲ့ထုံးစံတိုင်းပဲကာလာတွေကဖန်ချီဖြစ်တယ်ရှော့ဖြစ်တယ်ဒီလိုက်ဒီမှာဆိုရင်တော့ရိုက်လို့ကောင်းပါတယ်စန်စာဆိုင်သေးွားတာဘယ်မှာပြဿနာတက်သွားလဲဆိုတော့ night shot တွေရိုက်တဲ့အခါမှာနည်းနည်းလေးသိတာသွားတယ် light ရှိတဲ့အနေအထားမှာရိုက်မယ်ဆိုရင်တော့တိတ်မသိတာပဲမယ် light လုံးဝမရှိတဲ့ကောင်းကင်ကြီးတွေရိုက်မယ်ဆိုရင်တော့ပုံတွေက noise များပြီး grain တွေထားနေတာတွေ့ရလိမ့်မယ်နောက်ပြီးတော့ကျွန်တော်တို့လိုမျိုးပစ်စယ်ဖုန်းတွေတောက်လျှောက်သုံးနေတဲ့သူတွေဆိုရင်တော့တတိထားပြီးလိမ့်မယ်လူပုံတွေနဲ့ portrait shot တွေမှာဆိုရင်မျက်နှာတွေကအရင်စမှုဖြစ်နေရပါရှင်းစွဲတဲ့ skin tone ကပို့ပြီးတော့ dark ဖြစ်တဲ့ဘက်ကိုသွားတယ်မျက်နှာမှာဆိုလို့ရှိရင် အရေးအကြောင်းတွေပေါ်လာပြီးတော့လူကနည်းနည်းလေးပိုကိုစားသွားတယ်လို့ခံစားရစေတယ်။ရှုခင်းနေ landscape တွေရိုက်တဲ့အခါမှာတော့ဘာမှပြောစရာမရှိပေမဲ့လူပုံရိုက်တဲ့အခါမှာတော့အဲ့အချက်လေးကနည်းနည်းလေးအားနေချက်လိုဖြစ်နေ။ဆိုတော့ကိုက default ကိုဝယ်မယ်လူပုံတွေလည်းရိုက်မယ်ဆိုလို့ရှိရင်တော့ရိုက်ပြီးသွားတိုင်းမှာ edit ပြန်ကိုင်းဖို့လိုပါလိမ့်မယ်။ video ရိုက်မယ်ဆိုရင်တော့ 4K 60fps နဲ့အမြင့်ဆုံးရိုက်လို့ရမယ်။ OIS စက်ပါရန်ဖြစ်တဲ့ dress stabilization နဲ့ကောင်းတယ်။ vlog တွေပါရိုက်ချင်တော့ကောင်းကောင်းရိုက်လို့ရပါတယ်။တတိမတ်ကပစ္စည်း selfie ရိုက်ပေးတဲ့ပုံတွေလည်းထုံလကောင်းမယ်။ sharpness လေးကနည်းနည်းများတယ်။ skin tone တွေစမှုမှ beauty effect ပါမှဆိုတဲ့သူတွေတော့ကတော့အဆင်ပြေပါ မဟုတ်ပါဘူး။ဆိုတော့ Pixel 9ရဲ့ကင်မရာကကိုယ့်ကိုယ်ရိုက်မယ်ဆိုရင်ရန် glow look ပြီးတော့ရမှာမဟုတ်ဘူး။ဘာအတွက်ပဲကောင်းလဲဆိုတော့ကျွန်တော်တို့အစားအသောက်တွေ၊ရှူကင်းတွေ၊စသဖြင့် landscape တွေရိုက်မယ်ဆိုရင်တော့လုံးဝ perfect ပါပဲ။ ဒီဖုန်းမှာနောက်ထပ် highlight လုပ်ရမယ့်အချက်ကတော့သူ့ရဲ့ battery life ပါဆိုတော့ battery ကတော့ Pixel 9 series အကုန်လုံးမှာပမာဏအများဆုံးဖြစ်တဲ့9100 mAh ရှိတဲ့ battery ကိုသုံးမိထားပါတယ်ဒီပမာဏက Pixel 9 Pro XL ထက်တော့များပါသေးတယ်ဒီသိမ့်ဆိုဘူးတာမန် social နဲ့ web browsing လောက်ပဲဆိုရင်တော့7နာရီနဲ့အထက်ခံပါတယ်ဆိုတော့အားတခံသွင်းပြီးရင်တရက်တာကို AC ဖြတ်သန်းလို့ရပါတယ် charging speed ကတော့ 23W ဖြစ်တဲ့အတွက်နှေးရလို့ပြောလို့ရတယ်အားအပြည့်သွင်းဖို့အတွက်ကို1နာရီနဲ့45မိနစ်လောက်တော့ကြာပါတယ်ဆိုတော့ကိုက iOS ကနေ Android ကိုပြောင်းနေတာပဲဖြစ်ဖြစ်ဒါမှမဟုတ် လက်ရှိသုံးနေတဲ့ဖုန်းရဲ့ UI ကိုမကြိုက်တော့လို့ပို့ပြီးတော့ simple ဖြစ်တဲ့ experience တစ်ခုရှာနေဆိုရင်တော့ Pixel 9ကို try ကြည့်ဖို့ကျွန်တော် recommend ပါတယ်။ဝယ်ချင်တယ်ဆိုလို့ရှိရင်တော့အခုကျွန်တော် review လုပ်ပေးနေတဲ့အလုံးလေးကို16500ရဲ့နဲ့ Apple Plus Mobile မှာဝယ်လို့ရနေပါပြီ။ဒါမှမဟုတ်ကိုက parking ပဲဖောက်ချင်တယ်ဆိုရင်လည်း parking အသစ်ကို16500ပဲဝယ်လို့ရပါတယ်။ Apple Plus Mobile ရဲ့ location တွေကတော့ Bangkok Pattaya area မှာရှိတဲ့ MBK Center ရဲ့၄လွှာ zone 4B03 မှာပဲဖြစ်ပါတယ်။ unit လေးကိုထောက်ပံ့ပေးထားတဲ့ Apple Plus Mobile နဲ့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ video လေးကိုဆုံးဖြတ်ပေးသားတဲ့အတွက် viewer အားလုံးလည်းကျေးဇူးများဟိတ်တင်ပါခင်ဗျာနောက်ထပ်ဗီဒီယိုနဲ့တူပြန်လာခဲ့ပါမယ်